အမေရိကန်နိုင်ငံဝါရှင်တန် DC မှာအမျိုးသားအစောင့်တပ်ဖွဲ့ဝင်၂ဦးပြစ်ခတ်ခံရပြီးနောက်နိုင်ငံရေးခွန်လုံခွင့်တောင်းခံမှုနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်အလုံးကိုဆိုင်းငံ့ခဲ့ကြောင်းအမေရိကန်နိုင်ငံသားနှင့်လူဝင်မှုကြီးကြပ်ရေးဌာန၏ ညွန်ကြားရေးမှူးဂျိုးဆက်အက်ချလိုကပြောကြားခဲ့ပါတယ်။မိမိတို့အနေနဲ့နိုင်ငံသားမဟုတ်သူများကိုတက်နိုင်သမျှအမြင့်ဆုံးအဆင့်ထိစစ်ဆေးမှုနဲ့စီစစ်မှုများလှောက်ဆောင်နေသည့်အခြေအထိနိုင်ငံရေးခွန်လွန်ခွင့်ရရန်နာမည်ဟု၎င်းကပြောကြားခဲ့ပါတယ်။တတိယနိုင်ငံများမှရွှေပြောင်းများအမေရိကန်သို့ဝင်ရောက်မှုကိုရာသက်ပံရဆိုင်သွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကတိပြုခဲ့ပြီးနောက်အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။နိုဝင်ဘာ26ရက်ကဝါရှင်တန်မှာဖြစ်ပွားတဲ့ပြစ်ခတ်မှုကြောင့်အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့ပြီး ထိုပစ်ခတ်မှုအတွက်အာဖဂန်နိုင်ငံသားတအုပ်အပြစ်တင်ခံခဲ့ရပါတယ်။ပြည်ပနိုင်ငံသားအလုံးထံမှလက်ခံရရှိထားတဲ့နိုင်ငံရေးခွန်လွန်ခွင့်ရှောက်ထားမှုများကိုအတည်ပြုခြင်းညှင်းပယ်ခြင်းသို့မဟုတ်ပိတ်သိမ်းခြင်းများမပြုလုပ်ရင်အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးဌာန၏လက်အောက်ခံ USCISE အညာရှိများကိုညွှန်ကြားထားတယ်လို့ဆိုပါတယ်။ နိုဝင်ဘာ28ရက်ကထွက်ပေါ်လာတဲ့အဲ့ဒီညွှန်ကြားချက်နဲ့ Trade အစိုးရကပြောကြားခဲ့တဲ့မှတ်ချက်စကားတို့နဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်များအနည်းငယ်သာရရှိထားဆဲဖြစ်ပါတယ်။တတိယနိုင်ငံများမှရွှေ့ပြောင်းများအမေရိကန်သို့ဝင်ရောက်မှုကိုရာသက်ပံရဆိုင်သွားမယ်ဆိုတဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးမိသည့်နိုင်ငံများအကျုံးဝင်တက်ရောက်မည်ဆိုခြင်းကို Trade ကပြောကြားခဲ့ခြင်းမရှိပါဘူး။